အားလုံးပဲမင်္ဂလာပါ။ Nuwaru ရဲ့ Burma Select Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အဲ့တော့ဒီတစ်ခေါက်မှာလည်း Nuwa ရှေ့တစ်ခေါက်ကဗီဒီယိုလေးမှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်။အဲ Nuwa အခုလက်ရှိဒီငလင်ဘေးအန္တရာယ်မှာကြားရောက်နေကြတဲ့သူတွေ၊လွတ်မြောက်လာကြတဲ့သူတွေကိုအကူအညီပေးနေကြတယ်၊ကယ်ဆယ်ရေးလုပ်ငန်းတွေတောင်းလုပ်နေကြတယ်၊ပရာဟိတာတွေလုပ်နေကြတဲ့သူတွေအတွက်ကို Nuwa ကဒီ ီဗီဒီယိုလေးမှာပေါ့နော် psychological first aid လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာရှေးဥတုနာပြုစုတဲ့အဲဤပုံစံပေါ့နော်စိတ်ပိုင်းဆိုင်ရာအထောက်ခံဘယ်လိုတွေပေးကြမလဲဆိုတာကိုနှူပါလူလူနဲ့အဲလိုတူရှင်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်မလို့ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာလဲဆိုတဲ့အခါကျတော့နှူပါတို့အခုလက်ရှိမှာမြန်မာပြည်မှာ line တွေမကောင်းကြဘူး။အဲပြီးသွားတဲ့အခါကျတော့ဟိုပေါ့နော်ဟို internet line တွေမရတဲ့အခါမျိုးမှာနှူပါရဲ့တန်တန် join မှုအခက်ခဲရှိရာတွေရောတချို့ကျတော့အခုချိန်မှာအဲဒီနေဘက်ကိုရောက်နေကြတာမျိုးငလင်းဒေတာပဲပေါ့နော်ဒီဘေးသင့်တဲ့နေရာတွေကိုရောက်နေကြတဲ့သူတွေအတွက် ွက်ကိုအဲပေါ့နော်ဒီနူရရဲ့တန်တန်းလေးကို join ဖို့အခက်အခဲရှိနေတဲ့သူတွေအတွက်ကိုနူရဒီနေ့ပြင်မှာဒီဗီဒီယိုလေးကိုရောက်သားဖို့အတွက်ကိုနူရရည်ရွယ်ပြီးလုပ်ဖြစ်တာဖြစ်ပါတယ်။ဒါကြောင့်မို့နူရကဒီဗီဒီယိုလေးမှာလည်းအဲနူရရဲ့ဒီဗီဒီယိုလေးမှာဒါ psychological first aid စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ပေးတာကိုလိုတူရှင်းကိုနူရရှင်းပြသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးလိုအပ်တဲ့သူတွေကိုလည်းမျှဝေပေးလို့ရပါတယ်။အဲတော့အခုချိန်မှာတော့အားလုံးပဲသိကြတဲ့အတိုင်းပဲအကုန်လုံးကအဲစိတ်ပိုင်းဆိုင်ရာစိုးရင်ကြောင်းကြမှုတွေကိုကြောက်ရွံ့စိတ်တွေကိုအများကြီးပဲရှိနေကြမှာတော့အ မှန်ပဲပေါ့နော်ဆိုတော့ကယ်ဆယ်ရေးလုပ်ငန်းသွားလုပ်တဲ့သူတွေအတွက်မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးအဝန်းနေမှုတွေဒီလိုမျိုး NDA တွေပေါ့နော်ဒါတွေကြုံတွေ့ရတဲ့အခါမျိုးမှာအဲသူတို့ဘယ်လိုမျိုးသူများအကူအညီပေးရမလဲသူတို့ကိုယ်တိုင်ကဘယ်လိုမျိုးလေးတွေအဲစိတ်ကိုတည်ငြိမ်အောင်ထားရမလဲဆိုတဲ့ဟာလေးကိုနူကဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့နူကအရှိကြီးတွေမပြောနေတော့ပါဘူးအဲ့တော့ဟုတ်ပြီအဲ psychological first aid ကိုမဆခင်မှာနူကတို့ဥပမာလေးတစ်ခုနဲ့ကပြောပြချင်တယ်ပေါ့နော်။ဘာကြောင့်မလို့ဒီစိတ်ပိုင်းဆိုင်ရာရှေးဦး ပေါ်တော့ပြုစုတယ်ဒီပေါ်တော့ကုညီပေးရဘာကြောင့်လိုအပ်တာလဲဆိုတော့ငွေတော့ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ရင်တိုက်မှုတစ်ခုဖြစ်တယ်ပဲဆိုပါစို့ငွေတော့ဆင်းရဝန်နေဆေးရုံနေမှာမရောက်ခင်မှာငွေတော့ CPR တို့လိုမျိုးရှေးဥတုနာပြုစုတဲ့နည်းတွေနဲ့ငွေတော့ဒါလောက်ပေးကြရတယ်ကုညီကြရတယ်ပေါ့နော်အဲ့လိုပဲငွေတော့အခုချိန်မှာဒီလိုမျိုးငလင်ပေးကိုကြုံတွေ့ခဲ့ရတဲ့သူတွေငလင်ပေးကနေလွတ်မြောက်လာတဲ့သူတွေအတွက်ကိုငွေတော့ဒီကောင်ဆယ်လာတွေပြီးတော့ therapist တွေပေါ့နော်ဒီနှစ်သိမ့်ဆွေးနွေးတဲ့ပညာရှင်တွေနဲ့မတွေ့ခင် မာနူကတော့ဒီအခုလက်ရှိမြေပြင်မှာတွားပြီးတော့ကူညီနေရတဲ့သူတွေကဒီစိတ်ပိုင်းဆိုင်ရာအထောက်ပံ့ကိုအဲဒီကောင်ဆယ်လာတဲ့ဘစ်နဲ့မတွေ့ခင်အချိန်တွင်းမှာပေါ့နော်ဟို ကူညီပေးဖို့လိုတယ်ထောက်ပံ့ပေးဖို့လိုတယ်အခုဒီဘေးကနေလွတ်မြောက်လာတဲ့သူတွေအတွက်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်နှူကသွားလိုက်ကျင်တာက psychological first aid ဆိုတာဘာလဲပေါ့နော်ဆိုတော့သူ့ရဲ့ definition လေးကတော့ရမ်းရိုးရှင်းပါတယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုပေးတယ်နီလန်ပေါ့နော်ဆိုတော့အဲနှူကဒါဆောင်းလင်စွာ intervention ဝင်နေဂျောင်းဝင်ပြီးတော့ကူညီပေးတယ်လို့လည်းနှူကတော့ခေါ်လို့ရတယ်ပေါ့နော်ဒါဆိုရင်နှူကမေးစရာရှိတာက psychological first aid ကိုဘယ်လိုတွေလုပ်လို့ရလဲ အဲ့တော့ psychological first aid ဒီစိတ်ပိုင်းဆိုင်ရာအထောက်ပံ့ပေးရဆိုတာက counselor တွေမှမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာဒီနှစ်သိမ့်ဆွေးနွေးတဲ့ပညာရှင်တွေမှမဟုတ်ဆရာဝန်တွေဒါတွေမှမဟုတ်ဘူးလူတိုင်းလုပ်လို့ရတယ်ဒါပေမဲ့ဒီနေရာလေးမှာနှူက limitation လေးတစ်ခုရှိရပေါ့နော်အဲ့ဒါလေးနှူကရှင်းပြကြတယ်ဘာလဲဆိုတော့ ဟုတ်တယ်လူတိုင်းတော့ psychological first aid ကိုလုပ်လို့ရတယ်။မှန်တယ်ဒါပေမဲ့ nuwa တို့ဒီ hands on training လို့ခေါ်တဲ့တိတိကျကျအဲပေါ့နော်ဒီလက်တွေ့သင်ကြားပေးမှုတွေ training တွေယူထားဖို့ ਆ လဲလိုတယ်ပေါ့နော်။ဒါမှသာ nuwa တို့ကကူတော့ကူညီတယ်ဒါပေမဲ့ပို့ပြီးတော့ထိရောက်တဲ့နီးလန်းတွေနဲ့အဲကူညီပေးနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒီစိတ်ပိုင်းဆိုင်ရာလို့ပြောတဲ့အခါမျိုးမှာလည်းအများကြီးပဲပြဿနာတွေအများကြီးရှိရပေါ့နော်။ဆိုတော့ဒီ psychological first aid ကိုဘယ်လိုအခြေအနေတွေမှာလုပ်ရတာလဲ။ဆိုတော့အဲပြောရမယ်ဆိုလို့ရှိရင်အဓိကအဖြစ်တော့ဒီလို တဘာဝဘေးအန္တရာယ်ကြာရောက်တယ်အဲ့တော့အရင်တော့ကနူကတော့ကြုံတွေ့ခဲ့ရတဲ့ဒီရေကြီးတဲ့နေရာမျိုးတွေနာခက်ဆုံးကအခြေအနေမျိုးတွေနူကကိုယ်ကလည်းဒီအဲ့ဒီနာခက်ဆုံးကဆိုရင်အဲပေါ့နော် အာနာခဲ့ဆုံးတာဖြစ်တယ်အပွင့်ဖြူပေါ့နော်ဒီမှာရေတွေကြီးတဲ့အချိန်ကနှူကကိုယ်ပိုင်နဲ့ဖီးဆင်းပြီးတော့တွားရကူညီခဲ့တာမျိုးလေးရှိတယ်အဲ့တော့ပြောချင်တာက psychological first aid ကိုဘယ်လိုမျိုးအခြေအနေမျိုးမှာလုံးဝမှာလဲဆိုလို့ရှိရင်နှူကတော့အခုလိုမျိုးတဘာဘင်းရဲ့ကြုံတွေ့ခဲ့ရတဲ့အနေအထားမျိုးတွေဒါမှမဟုတ်လို့ရှိရင်တကယ်ကိုကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့အဲပေါ့နော်စိတ်ကိုတုံလုံးခြောက်ခြားစေတဲ့စိတ်ဒဏ်ရာရစေတဲ့ကိစ္စရမျိုးတွေနဲ့ကြုံတွေ့ခဲ့ရတဲ့သူတွေကိုလှုပ်ပေးလို့ရပါတယ်အဲ့တော့ပြောချင်တာဒီငလင်ပေးမှမဟုတ်ဘူးရေပေးမှမဟုတ်ဘူးအ အဲဥပမာအဖြစ်ပေါ့နော်ဟိုကိုကိုအတွက်ကိုစိတ်ထိခိုက်မှုကြုံတွေ့ခဲ့ရတယ်ဥပမာအဖြစ်အဲရင်တိုင်းမှုတစ်ခုကိုကိုကိုတိုင်းကမျက်မြင်တွေ့ခဲ့ရတဲ့အနေအထားမျိုးတွေဒါမှမဟုတ်ကိုကိုတိုင်းကကုမိသားစုမျိုးနဲ့ဆုံးရှုံးခဲ့ရတဲ့အနေအထားမျိုးအဲ့တော့အသေးဖွဲလေးကအစပြောချင်တာကအသေးဖွဲလေးကအစအဲဒီလိုမျိုးအဲစိတ်ထိခိုက်ပြီးတော့မှဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့အခြေအနေမျိုးမှာနူဝါရောစိတ်ပိုင်းဆိုင်ရာအကူအညီလို့ခေါ်တဲ့ psychological first aid training ကိုအဲ training တော့ဖြစ်တယ် psychological first aid ကိုလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီလူတိုင်းလုပ်လို့ရတယ် အဲဒါပေမဲ့ဘာလေးလို့လဲဆိုတာကပြောခဲ့ပြီးသွားပြီအဲ့တော့အဓိကအပြင်ကဒီနေရာမှာလူတို့ချင်းပြောမယ်လို့ပြောခဲ့တဲ့အတွက်အတိုင်းပဲပေါ့နော်ဒီ psychological first aid ကိုစလုပ်မယ်ဟုတ်ပြီဘယ်ကနေစလုပ်ရမှာလဲအဲ့တော့ပုံမှန်အပြင်ကတော့အဲလူတိုင်းကတော့အဲအကုန်လုံးကနားထောင်ပေးတတ်ကြဒီလိုအခြေအနေမျိုးမှာဆိုအကုန်လုံးကူညီပေးမယ်ဘာလို့လဲဘာပေါ့နော်ဘာဖြစ်လဲဆိုရဲဟာမျိုးနားထောင်ပေးခြင်းကြတယ်အဲ့တော့ဒီနေရာမှာ psychological first aid ဆိုတဲ့နေရာမှာ 3L ပေါ့နော်၃မျိုးပဲရှိပါတယ်အဲ look listening link ပေါ့နော်အဲ့တော့ look အဲ့တော့ပထမအဦးဆုံးဟုတ်ပြီစိတ်ပိုင်းဆိုင် င်ရာအကူအညီအထောက်ပံ့ဒီလို psychological first aid တယောက်အနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှင်နှုတ်တော့ psychological first aid ကိုအမ်ပေးချင်တဲ့နေရာမှာပေးလို့မရဘူးအဲနှုတ်ကတော့ပေးမဲ့သူကလည်းအဓိကလုံခြုံတဲ့နေရာမျိုးမှာဖြစ်နေရမယ်အဲ့တော့ပြောချင်တာကအခုလိုမျိုးငလင်ပေးမှာရှိနေတဲ့သူတွေဆိုလို့ရှိရင်သူတို့အတွက်ဘာလိုတာလဲနေစရာလိုတာလားအဲစားဖို့တောက်ဖို့လိုတာလားအဝတ်အစားတွေလိုတာလားဒါမှမဟုတ်လို့ရှိရင်ဘာလိုအပ်တာလဲဆိုတော့နှုတ်ကအရင်ဆုံး look ကြည့်ရှုရပါမယ်။အရင်အဆုံးပေါ့နော်သူတို့ဘာတွေလိုအပ်လဲ။အဲပြီးသွားတဲ့အခါကျလို့ရှိရင်သူတို့တကယ်ရောလုံခြုံတဲ့နေရာမှာရှိပြီလား။အဲ့တော့အခုချိန်မှာဆိုရင်သူကတည်င်းနေအများကြီးပဲအဲမြင်နေရတယ်၊ကြားနေရတယ်၊ငလင်းနဲ့တောက်လျှောက်ထက်လုံနေတုံးပဲပေါ့နော်။ ဆိုတော့ဒီလိုမျိုးထက်လုံနေတဲ့အနေအထားမျိုးမှာသူတို့တက်တကယ်ရောလုံခြုံတဲ့နေရာတနည်းကရှိရလားအဲ့တော့သတင်းတွေမှာမြင်ရတဲ့အကုန်လုံးကဒီအဆောင်တွေရဲ့မဝင်ရဘူးအဲအကုန်လုံးဒီပေါ့နော်ဟိုဒုက္ခရောက်နေတယ်ဒီလိုမျိုးအခုကြီးလိုအပ်နေတယ်ဆိုတဲ့ဟာလေးကိုနှူကမြင်ရတယ်ပေါ့နော်ဆိုတော့နှူကတော့ဒီလိုမျိုး psychological first aid တရားဖြစ်လာပြီဆိုလို့ရှိရင်သူတို့အနေနဲ့ဘာတွေတကယ်လိုအပ်နေတာလဲဆိုတဲ့ဟာကိုနှူကတော့အဲသွားပြီးတော့ကြည့်ဖို့လိုတယ်ပေါ့နော်အရင်ဆုံးဟုတ်ပြီငါတို့ကတော့သွားပြီးဟုတ်ပြီးဟုတ်ပြီးနင်ဘာပြောချင်လဲပြောလာထိုင်ပြီးပြောမယ်ဆိုတာမျိုးလုံးလို့မရဘူးတကယ်ကိုက ီ first aid ကိုပေးမဲ့သူတယောက်ကလုံခြုံတဲ့နေရာမှာဖြစ်ရမယ်။ပြီးတော့ तू ဘာလို့အပ်လဲဆိုတော့ नू ကိုကြည့်ရမယ်။အဲ့တော့နောက်တစ်ခုတော့ listen ပေါ့နော်။အဲ့တော့ listen လို့ပြောတဲ့နေရာမှာဒီနေရာမှာ नू ကနည်းနည်းလေးချဲ့ပြီးတော့ပြောချင်တာလေးရှိနေ။ဟုတ်တယ်နားထောင်ပေးတယ်။အဲ့တော့ नू ကလူတိုင်းကတော့ဟိုနားထောင်တတ်ကြတယ်။အဲသူများရဲ့စကားပြောတယ်ဒီလိုမျိုးဆိုလို့ရှိရင် नू ကသိနေကြတာပဲ။အဲ့တော့ listen လုပ်တယ်ဆိုတဲ့နေရာမှာ नू ကဒီနေရာလေးမှာ emphasize လုပ်ပြီးတော့အထူးသဖြင့်ပြောချင်တာက ကျင်ကြားရုံတည်းမဟုတ်ပဲနဲ့တကယ်ကိုသူတို့ဘာကိုဆိုးလို့ကျင်တာလဲအဲ့တော့ဒီငလင်ဘေးမှာကြုံတွေ့ခဲ့ရတဲ့သူတွေလွတ်မြောက်လာကြတဲ့သူတွေမိသားစုဝင်တွေဆုံးရှုံးသွားကြတဲ့သူတွေကိုနိုဝဲကသူတို့စိတ်ထဲမှာဘာတွေဖြစ်နေရလဲ ဘာတွေကိုတို့ရဲ့စိတ်ထဲမှာခံစားနေရတာလဲတို့ဘက်ကဘာတွေပြောချင်တာလဲဆိုရဲဟာကိုနှုံတော်ကကြားယုံနေမဟုတ်ဘူးတကယ်ကိုသူ့ရဲ့စိတ်ထဲကခံစားချက်တွေပြောချင်တဲ့ဆန္ဒတွေကိုတေးတေးချာချာနားလဲတဲ့အထီကိုနှုံတော်ကတေးတေးချာချာ active listening လို့ခေါ်တယ်တေးတေးချာချာနားထောင်ပေးရပါမယ်နောက်တစ်ခုကတော့နှုံတော်ကအဲပြောရမယ်ဆိုသူ့ကိုစကားပြောနေတဲ့အခါမျိုးမှာအဲခေါင်းလေးညှိနှိမ့်ပေးတာမျိုးအပြုံးလေးနဲ့ဟုတ်တာပေါ့အမှန်တာပေါ့ဆိုတော့သူတို့ရဲ့ခံစားချက်တွေကို validation လို့ခေါ်တဲ့ လက်ခံပေးတာမျိုးပေါ့နော် valid ဖြစ်ပါတယ်ဒီလိုမျိုးဖြစ်တယ်ဆိုတာမှန်တာပေါ့ဖြစ်တင်တာပေါ့ဆိုတော့ valid ဖြစ်တယ်ဆိုတဲ့ဟာကိုလည်းနှူမာတို့ကပြသဖို့လည်းလိုတယ်အဲ့တော့ဒါဒုတိယတစ်ချက်ပေါ့နော်အဲ့တော့နောက်တတိယတစ်ချက်ကတော့နှူရာကဘာလဲဆိုတော့ empathetic listening လို့ခေါ်တယ်အဲ့တော့အဲအခုချိန်မှာအကုန်လုံးကလည်း အနည်းနဲ့အများပေါ့နော်ဟိုကြုံတွေ့ခဲ့ရကြတဲ့သူတွေကြီးပဲဖြစ်တဲ့အတွက်သူ့နေရာမှာကိုသာဆိုရင်ဆိုတော့ empathy လို့ခေါ်တဲ့အဲတနာလိုက်တာဆိုတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့သူ့နေရာမှာကိုသာဆိုရင်သူ့နေရာကိုကိုဝင်ခံစားပြီးတော့တကယ်ကိုနှလုံးသားချင်းဒီနေရာလေးမှာနှူကအမြင်အသုံးနေကြစကားလုံးလေးရှိရပေါ့နော်တစ်ထက်သေးဖြစ်တဲ့အဲပုံစံမျိုးနဲ့နှူကတော့နားထောင်ပေးဖို့လိုပါတယ်ဆိုတော့ဒါမှသာသူတို့ပို့ပြီးတော့ဟို ဟိုဘယ်လိုပြောရမလဲခန်းစားချက်တွေပို့ပြီးတော့ပွင့်ထုတ်လာမယ်သူတို့ခန်းစားချက်တွေကိုပို့ပြီးတော့ဖွင့်ထုတ်လာတာနဲ့အများသူတို့စိတ်ထဲမှာလည်းအခုလိုမျိုးစိတ်တန်စိတ်နည်းနည်းလေးတက်တာရမယ်ပေါ့လေနော်ဆိုတော့အဲအဲ့ဒါမျိုးလေးတွေလှုပ်ဖို့လိုတယ်နောက်တစ်ခုကကြတော့နှူကတော့ဒီလိုနားထောင်ပေးပြီးဆိုတဲ့နေရာမျိုးမှာနှူကတော့အားပေးတတ်ကြတယ်အဲ့တော့ဟုတ်တယ်အားပေးလို့ရပါတယ်ဒါပေမဲ့အားပေးတဲ့နေရာမှာဘာတွေပြောတဲ့နဲ့ဘာတွေလုပ်တဲ့နဲ့ဆိုရဲဟာကိုနှူကဒီနေရာလေးမှာပြောချင်တယ်ပေါ့နော်။ဘာလဲဆိုတော့ ဟုတ်တယ်အပြင်မှာဒီငလင်းကနေအောင်လွမြောက်လာပြီးပြီပဲဘာမှသိပ်ပြီးတော့ခံစားမနေနဲ့ဘာမှသိပ်မဖြစ်ပါဘူးဆိုတာမျိုးအမှန်တော့ကိုကအားပေးချင်တာသူဒီလွမြောက်လာတယ်ဆိုရဲဟာပြချင်တာဒါပေမဲ့အဲ့လိုမျိုးအခါမျိုးမှာသူတို့မဟုတ်တယ်လွမြောက်လာခဲ့ပြီမဲ့တချို့ကဟိုနူကအမြဲတမ်းပြောရယ် survivor kit ပေါ့နော်သူများရဲ့အကုန်လုံးတည်ဆုံးသွားတယ်ကိုတယောက်တည်းအသက်ရှင်လျက်ထွက်လာတဲ့အခါမျိုးမှာသူတို့ကိုသူတို့အပြစ်တင်တယ်အပြစ်ရှိတယ်ဆိုရဲခံစားချက်တွေအများကြီးဖြစ်နေတတ်တယ်အဲ့တော့ဒီအချိန်မှာနူကတော့အဲ့လိုစကားမျိုးလေးကိုတွန်းပြီးတော့ဘာရင်မဟုတ်ဘူးကိုကအားပေးချင်လို့ပြောလိုက်ပြီမဲ့ပို့ပြီး တော့ခံစားသွားရတယ်။အော်ငါငါထက်စုရသူများပဲငါခံစားချက်တယ်ဒါမှမခံစားသင့်ဘူးငါမပြောသင့်ဘူးဆိုရဲစိတ်တွေပူပြီးဖြစ်သွားစေရပေါ့နော်ဒါကြောင့်မလို့နူပါကအဲအားပေးခြင်းနဲ့ဆိုရဲခါမျိုးမှာဒီအလိုအခြေအနေမျိုးထိမှာအတူတူအကုန်လုံးရှိနေပါတယ်အကုန်လုံးပေါ့နော်သူပြောခြင်းနဲ့ဟာတွေနားထောင်ပေးနိုင်ပါတယ်ကျမတို့ကျွန်တော်တို့ကနားထောင်ပေးနိုင်တယ်အဲပြောခြင်းနဲ့ဟာကိုလွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်ဆိုရဲဟာမျိုးလေးကိုဖြစ်ပို့လို့ရပေါ့နော်နောက်တစ်ခုကတော့ဟိုဒါနူပါတို့အမြဲတမ်းပြောနေတယ်လို့ပဲ judgment မထားဘဲနားထောင်ပြီးပါအဲ့တော့အဲသူကဒီလိုဖြစ်တယ်ကိုလိုဖြစ်တယ်မဟုတ်ဘူးသူများဝေဖန်တာမျိုးမဟုတ်ပဲနဲ့တကယ်ကိုအကောင်းဆုံးသူ့ရဲ့ခံစားချက်ကိုသူဆိုတဲ့အတိုင်းကိုဘာလို့ဆိုတော့တယောက်နဲ့တယောက်ကဟိုခံစားတဲ့ degree ချင်းတူမှာမဟုတ်ဘူးမိသားစုဝင်တယောက်ဆုံးရှုံးသွားတာနဲ့အများကြီးဆုံးရှုံးသွားတာနဲ့ကိုတငယ်ချင်းမိသားစုဝင်နေဆုံးရှုံးသွားတာနဲ့မှာအများကြီးပဲနှွားရုပ်ရဲ့စိတ်ခံစားချက်တွေတယောက်နဲ့တယောက်ကဟိုအများကြီးပြောရပေါ့နော်ကြံ့ကြံ့ခံနိုင်တဲ့ resilience ပေါ်မှာလဲမူတည်ပြီးတော့ကွဲပြားနိုင်တာဖြစ်တဲ့အတွက် သူ့ရဲ့အရှိကိုအရှိတိုင်းကိုပဲဝေဖန်မှုကင်းစွာနားထောင်ပေးဖို့လိုပါတယ်ပြီးတော့ဒီနေရာမှာဟိုပြောချင်တာဟုတ်ပြီးနားထောင်ပေးရဲဆိုတဲ့နေရာမှာတစ်ဖက်လူရဲ့ဆန္ဒကအရေးကြီးပါတယ် အဲ့တော့ဒီဘေးမှာလွမြောက်လာတဲ့ငလင်ဘေးမှာလွမြောက်လာတဲ့ဒုတိယပဲဆန္ဒကလည်းအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ညီမအမြဲတမ်းပြောတယ်။နားထောင်ပေးရမယ်မှန်တယ်။ဒါပေမဲ့အဲငါနားထောင်ပေးမယ်ပြောဖို့ပြောရမယ်ပြန်ပြောပါအောင်။အဲဘယ်လိုပေါ့နော်အခုဆိုလို့ရှိရင်ညီမအမြဲတမ်းတွေ့နေရတယ်မီဒီယာတွေမှာအဲဘယ်လိုလွမြောက်လာတာလဲပြောပါအောင်။ဘာဆိုအဲ့လိုမျိုးပေါ့နော်အင်တာဗျူးသွားပြူးတယ်။အဲ့တော့ဒီအချိန်မျိုးမှာညီမအမြဲတမ်းပြောတယ်။လူတစ်ယောက်ကဒေါသထွက်နေတဲ့လူတစ်ယောက်တောင်မှဒီဒေါသကိုပြေသွားဖို့အတွက်ပြေပြအောင်လုပ်ဖို့အတွက်ညီမအချိန် process လုပ်ဖို့အတွက်အချိန်ဆိုတာလိုပါတယ်အဲ့တော့အခုလိုမျိုးခက်ခဲကြီးမားပြီးတော့ဒီလိုဆုံးရှုံးမှုများစွာကြုံတွေ့လိုက်ရပြီးတော့ အရင်အင်မတန်မှကြောက်စရာကောင်းတဲ့အခြေအနေတခုကိုကြုံတွေ့ခဲ့ရတဲ့သူတယောက်ကဒီအဖြစ်ပြက်တွေကိုပြန်ပြောဖို့အတွက်ကိုသူ့မှာအချိန်လိုပါတယ်။အဲ့တော့အတင်းကြီးမဲနူကတော့နားထောင်ရမယ်ဆိုတဲ့နေရာတိုင်းမှာလည်းပြောဖို့ပြောရမယ်လို့သူတို့ကို push လုပ်လို့မရပါဘူး။ pressure ပေးလို့မရပါဘူး။ तू ဘာပြောချင်လဲပြောချင်တာရှိရင်နားထောင်ပေးမယ်။ तू မပြောချင်ဘူးဆိုလို့ရှိရင်လည်း okay तू ready မဖြစ်သေးဘူးအဆင်နဲ့မဖြစ်သေးဘူးဆိုလို့ရှိရင်လည်းနူကတော့ဒါကိုလက်ခံပေးရမယ်ဆိုတဲ့အချက်လေးကိုနူကဒီနေရာလေးမှာပြောချင်တယ်ပေါ့နော်။ အဲ့တော့ဟုတ်ပြီနောက် တတိယတစ်ခုသွားလိုက်ပါမယ်တတိယတစ်ခုကနူကပြောသလိုပဲ link ပေါ့နော်အဲ link လုပ်ပေးရမယ်အဲ့တော့အခုချိန်မှာဆိုရင်နူတို့သတင်းတွေကအများကြီးပဲပွားထားတယ်ဒါကမြင်သာဆုံးဥပမာပေးတာပေါ့နော်အဲဘယ်ချိန်မှာပဲငလင်လုတ်တော့မယ်ဆိုတဲ့ဟာမျိုးတွေသတင်းအမှားတွေရောအများကြီးပဲ panic ဖြစ်စေမဲ့စိုးရိမ်မှုကိုဖြစ်စေမဲ့သတင်းတွေအများကြီးပဲပွားထားနေတယ်အဲ့တော့ဒီလိုမျိုးကြုံတွေ့ခဲ့ရတဲ့သူတွေအတွက်ကိုဒီလိုမျိုး psychological first aider ပေါ့နော်တယောက်သွားလုံးမဲ့သူကဘာလုပ်ဖို့လိုလဲဆိုလို့ရှင်တိတိချာချာလေးသတင်း မှန်နေပြောဖို့လိုတယ်နောက်တစ်ခုနူကပြောတယ်လို့သူတို့ဘာလို့လဲကြည်ပြီးတော့အနေစရာစားစရာလိုတယ်ဆိုလို့ရှင်သက်ဆိုင်ရာအခုဆိုလို့ရှင်ရပရဟိတာ လုပ်နေတဲ့အဖွဲ့အစည်းတွေရှိရရုပ်ပိုင်းဆိုင်ရာကောအဲပေါ့နော်ဒီအစားအသောက်ရေနဲ့ပတ်သက်တာဒါအကုန်လုံးပေါ့နော်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ဒါလှူဒန်းနေတဲ့ အဖွဲ့အစည်းတွေရှိတယ်ဒီလိုအဖွဲ့အစည်းနဲ့ကိုအသိရှိတယ်ဆိုလို့ရှိရင်ချိတ်ဆက်ပေးပါတကယ်လို့သူလိုအပ်နေတာကဟုတ်တယ်ဒီစိတ်ပိုင်းဆိုင်ရာစကားပြောဖို့လိုနေရဲဆိုလို့ရှိရင်အခုနူအားလိုလိုမျိုးပဲဗမာပြည်မှာလည်းစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အထောက်ပံ့တွေကိုတကယ်မြေပြင်မှာတွားရောက်နေတဲ့အဖွဲ့အစည်းတွေအများကြီးရှိပါတယ်အဲ့ဒီရဲ့အဲ list တွေကိုလည်းဒီ online ပေါ်မှာဒါနူအားတို့ မြန်မြန်ပေါ့နော်လင်းလင်းမြန်မြန်ရှာတွေ့လို့ရတယ်အဲ့တော့မြန်မာပြည်မှာလက်ရှိအဲ့ဒီမြေပြင်တွားရောက်နေတဲ့ volunteer တွေလည်းအများကြီးရှိတယ်အဲ့တော့ဒီလိုမျိုးအဖွဲ့အစည်းတွေ ਨੇ ချိတ်ဆက်ပေးပါအဲ့တော့ပြောချင်တာတော့ link လုပ်ပေးပါပြီးတော့အခုလိုမျိုး NGO ကိုကြုံတွေ့ခဲ့ရတဲ့သူကိုနှူမတော့တက်နိုင်မယ်ဆိုရင်တက်ရောက်ထဲမှာထားပါနဲ့ အုပ်စုလေးတွေဖွဲ့ပြီးတော့သူ့ကိုဒီလိုမျိုးအဲစကားလေးတွေပြောစီတာမျိုးအဲ group လေးတွေပေါ့เนาะအဲ့တော့ Noah ဒီနေရာလေးမှာပြောချင်တာက support group လို့မျိုးပေါ့သူတို့ကိုအဲဘယ်လိုမျိုးအကူအညီထောက်ပံ့ပေးမလဲဆိုရယ် group လေး group လေးဖွဲ့ပြီးတော့အဲအဲ့လိုမျိုးကိုကစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ခံစားချက်လေးတွေပြောခိုင်းတာမျိုးအဲ့တော့အကူအညီတွေရှိတယ်ဒီလို support group လေးတွေရှိတယ်အခု Noah ဆိုလို့ရှိရင်လည်းဒီ support group session လေးကိုလုပ်ဖို့ရှိတယ် Noah လိုမျိုးပဲတခြားသော support group တွေ emotional support group လေးတွေအများကြီးပဲလုပ်ပေးနေတဲ့အဖွဲ့အစည်းတွေ Facebook page တွေ mental health organization အများကြီးရှိတယ်ပုံမှန်ပြီမှာအဲ့တော့အဲ့ဒီအဖွဲ့လေးတွေကို join မှုအတွက်ကိုနှုတ် link လုပ်ပေးပါအဲ့တော့ဒီ link ကလည်းအရေးကြီးရေပေါ့နော်ဘာလို့လဲဆိုတော့ဇုံချုံမှုဖြစ်တဲ့အခါမျိုးမှာအဲတယောက်တည်းပဲနေမယ်ဆိုတဲ့အခါမျိုးမှာနှုတ်တို့စိတ်ပိုင်းဆိုင်ရာဒီ depression တို့အများကြီးပဲရလာတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာနှုတ်အချင်းချုပ်ပြန်ပြီးတော့ပြောရမယ်ဆိုရင် psychological first aid မှာ၃မျိုးပဲရှိပါတယ် look listen link ပါအဲ့တော့ဒီ၃ခုကိုနှုတ်တို့လုပ်ပေးမယ်ကူညီပေးမယ်ဆိုလို့ရှိရင် ဟိုအားလုံးအတွက်အဆင်ပြေစေမယ်ပေါ့နော်အဲ့တော့ရုပ်ပိုင်းဆိုင်ရာကိုလည်းပေးသလိုနှူကစိတ်ပိုင်းဆိုင်ရာကိုလည်းဘာချမ်းမလို့မေ့ထားလို့မရဘူးလို့နှူကဘာလို့ပြောချင်တာလဲဆိုတော့ဒီလိုမျိုးအဲ့လိုတဘာဝဘေးအန္တရာယ်တစ်ခုကြုံတွေ့ခဲ့ရတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်စိတ်ဒဏ်သင့်စေတဲ့စိတ်ဒဏ်ရရစေတဲ့အခြေအနေတစ်ခုကိုကြုံတွေ့ခဲ့ရတဲ့သူတယောက်ကိုနှူကတော့ဆော့စီးစွာဒီလိုမျိုးအဲ first aid ပေါ့နော်ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးရှေးဦးသူနာပြုစုတဲ့ပုံစံမျိုးမလုပ်ခဲ့ဘူးဆိုလို့ရှိရင်နောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာပြဿနာတွေအများကြီးရှိလာပါတယ်အဲ့တော့အခု ောက်ပိုင်းမှာဆိုရင်နှူဝရဲ့ Messenger chat box နှူဝရဲ့မှာအများကြီးပဲတွေ့လာရတာကညာဘက်အိတ်မပြောဘူးပြီးတော့တခູ້ဆိုလို့ရှင်ကြောက်နေတယ်တယောက်တည်းမနေရဘူးတခູ້ဆိုလို့ရှင်ငလင်ခဏခဏလှုပ်နေတာလားကိုပဲမူးနေတာလားစသဖြင့်ပေါ့နော်ကိုယ့်ရဲ့စိတ်ကအဲပြောရမယ်ဆိုလို့ရှင်ရဲ့ဖြစ်လာတဲ့အဲ ကြောက်စိတ်တီးကြောင့်ဒါမျိုးတွေအများကြီးဖြစ်လာတယ်။နောက်တစ်ခု noa ro da post traumatic disorder လို့ခေါ်တဲ့ဒီလိုမျိုးစိတ်ဒဏ်ရာရဲ့အလွန်ပေါ့နော်။ဒီ post traumatic မှာဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေစိုးရင်ပူပန်မှုတွေတခုဆိုလို့ရှိရင်အများနဲ့အဲအတွေးလွန်တက်တာမျိုးတွေပြီးတော့ဟိုပေါ့နော် anxiety ဖြစ်တာမျိုးတွေနောက်ဆုံးအဆိုးဆုံးကဘာဖြစ်လဲဆိုတော့ depression စိတ်ဓာတ်ကျလာတယ်။ပြီးတော့အခုလိုအခြေအနေမျိုးမှာကိုယ့်ရဲ့ပြည်သားစုဝင်တဲ့တငယ်ချင်းတွေဆုံးရှုံးတဲ့အခါမျိုးမှာငါကအသက်မရှင်ကျင်တော့ဘူး။ငါကအသက်ရှင်မှုမထိုက်တန်တော့ဘူးဆိုရယ်စိတ်ဓာတ်ကျတာကနေပြီး တော့နောက်ပိုင်းမှာဆိုလို့ရှိရင်အရန် NDA ကြီးမားလို့ ਨੇ ကျက်တနာတွေဖြစ်လာနိုင်တယ်အဲ့တော့အနူကသတင်းဒီကြားထဲမှာလည်းသတင်းတွေတွေ့ရတယ်ပေါ့နော်အဲဒီလိုမျိုးကိုကိုကိုအဆုံးစီရင်သွားတာစုစားရတဲ့ attention ဒါမျိုးတွေပေါ့နော် ideation တွေဖြစ်လာတာမျိုးလေးတွေဖြစ်တတ်တာကြောင့်သူကခုနကပြောသလိုပဲဒီလိုမျိုးသွားပြီးတော့ကုညီကြတဲ့သူမှရုပ်ပိုင်းဆိုင်ရာကတော့အမှန်ပါတယ်သူက အဲ့ဒါကိုလည်းပြောချင်တာကဘာလဲဆိုတော့သူတို့အတွက်အဓိကလုံခြုံတဲ့နေရာလေးတစ်ခုဖြစ်ဖို့အစာအသောက်အစာရည်စားပေါ့နော်ဒါနူရရဲ့ basic need လို့ခေါ်တဲ့အရာတွေကိုအရင်ဆုံးလုပ်ဖို့လိုအပ်တယ်ဒါလေးပြီးသွားရင်တော့နူရကဒီရုပ်ပိုင်းဆိုင်ရာတွေကိုကူညီပေးနေတယ်ဒီလိုပဲစိတ်ပိုင်းဆိုင်ရာလေးကိုပါပို့ပြီးတော့ကူညီပေးနိုင်တယ်ဆိုလို့ရှိရင်တော့နူရပြောချင်တာကကူညီတဲ့နေရာမှာပို့ပြီးတော့ effective ဖြစ်တယ်ဆိုတဲ့ဟာလေးကိုနူရပြောချင်တာပေါ့နော်ဆိုတော့ဒီနေ့ကတော့နူရလူရင်းတူရှင်းကိုပဲပြောသွားတာဖြစ်ပါတယ်တကယ်လို့အသေးစိတ်ကိုကိုယ်တိုင်က hands on training သဘောမျိုးလက်တွေ့သင်ကြား ားတဲ့ဟာမျိုး training မှာအသေးစိတ်ပေါ့နော်ဘယ်လိုလေးတွေလုံးဝမလဲဆိုတာလေးကိုသိကျင်နေဆိုလို့ရှိရင်လည်းမနက်ဖြန်မှာနူရာကအဲတင်နန်းလေးရှိပါတယ်ဒီတင်နန်းလေးကိုလည်းလာ join လို့ရတယ်နူရာဒီမှာအပြည့်စုံလေးပြောသွားပေးမယ်ပေါ့နော်ဆိုတော့ဒါလေးကိုနူရာပြောချင်ပါတယ်အဲ့တော့နူရာရဲ့ဒီ training လေးမှာလည်းအသေးစိတ်လာပြီးတော့လေ့လာလို့ရတယ်လို့အဲနူရာကလည်းဒီ video လေးရဲ့အာပေါ့နော်ဒီအောက်မှာတကယ်လို့နူရာကမေးချင်တဲ့မေးခွန်းလေးတွေရှိတယ်အဲသိချင်တာလေးတွေရှိတယ်ဆိုလို့ရှိရင်လာပြီးတော့မေးလို့ရပါတယ်ဆိုတဲ့ဟာလေးကိုနူရာပြောချင်ပါတယ်အဲ့တော့အလ ုံးမဲ့ပေါ့နော်အဲအားလုံးမဲ့ဂယူးတဆိုင်နေကြပါ အားလုံးလည်းဟိုဂယူးဆိုင်ပြီးတော့ကိုယ့်ကိုယ်ပေါ့နော်အခုလက်ရှိမှာလွံ့မြောက်လာတဲ့သူတွေရောပြီးသွားတဲ့ခါကျအခုလက်ရှိကယ်ဆယ်ရေးလုပ်နေတဲ့သူတွေမှာလည်းကိုယ့်ကိုယ်ကိုယ်ဂယူးဆိုင်ကြပါလို့လူကဒီဗီဒီယိုလေးကနေအားလုံးကိုအဲပြောကြပြီးတော့အားလုံးကိုပြောပြီးတော့ပေါ့နော်လူကဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ချင်ပါတယ်အားလုံးမဲ့နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးမဲ့ see you ပါ